ချိန်မှစပြီးတော့ကျမကြီးအရာတင့်လျော်တဲ့ဣရိယာပုတ်နဲ့ထိုင်နိုင်ကြပါပြီ။ခန္ဓာမှုရေ15မိနစ်လောက်တော့ခေါ်မှရမယ်။ဦးဇင်းတို့ခန္ဓာစတာ10မိနစ်နောက်ကြရနော်။ဒီနေ့ဗာပြောချင်တာတော့လို့ဆိုတော့ကာလတီဝင်းတင်းဝဲလ်ပါဝါစိတ်တက်ခွန်အားကို မြင့်တင်ခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ပြောချင်ပါတယ်အင်းတပည့်တော်တို့ကယေရှုကုစုလေးဖရာစိတ်တက်ခွန်အားမြင့်တင်တာနဲ့ဘယ်လိုပတ်သက်တုံးဆိုပတ်သက်တာဘောကိုသွင်းနေဆိုကြဆိုခွန်အားကောင်းရင်ကောင်းတယ်လို့ကျွမ်းကျင်ရင်ကျွမ်းကျင်တယ်လို့ကိုဝင်သွားနိုင်တယ်မလား ခွန်အားမကောင်းရင်လည်းမကောင်းသလောက်မကြွန့်ကျင်ရင်လည်းမကြွန့်ကျင်သလောက်ကိုးပေါက်နဲ့ပေါ်လုံးနဲ့ဟာဝေးသွားနိုင်တယ်မဟုတ်လားဒီသဘောတရားဘာကိုနားလဲတယ်ဆိုရင် cultivating will power စိတ်ဓာတ်ခွန်အားကိုမြင့်တင်ခြင်းဟာဒီနေ့ယေရှုကုစုအတွက်ဘလောက်အရေးပါတယ်ဆိုတာသိကြလိမ့်မယ်။ तू ကနီလန်းနေအများကြီးရှိတယ် ဖះကပေးထားတဲ့နီလန်းနေပုဂ္ဂိုလ်တူရဲ့အကြိုက်ကိုလိုက်ပြီးတော့ပေးတာ၄ရှိတယ်။အချိန်တွေကို ကြည့်ပြီးတော့ပေးတာ၄ရှိတယ်။နေရာတွေကိုကြည့်ပြီးတော့ပေးတာ၄ရှိတယ်။ကာလတေသပုဂ္ဂလအားလျော်စွာနီလန်းနေအမျိုးမျိုးပေးခဲ့တယ်ပေါ့။ခနေ့ပြောချင်တာတော့ဘာရောလို့ဆိုတော့ခဏတော့ငါတန်ခါတော့အရှင်သူမြတ်တို့ကမေတော်ကြီးတို့မိသားစုတက္ကရာကမပြိတ္တကော ဘာတုတ်တန်ချင်းမြင်ခဲ့လဲအာတာနာတရားတုတ်တန်အပရာဘာကအပရာဘာကဆိုတာနောက်ပိုင်းပေါ့အဲ့ဒီတည်းမှာနတ်တွေအမည်တွေကိုဖော်ပြပြီးတော့အသင်နတ်တို့ရဲ့မေတ္တာကိုခံယူပါတယ်အသင်နတ်တို့ဟာယနေ့ယေရှုကုသိုလ်ပြုကြတယ်မေတော်ကြီးတို့မိသားစုတခါတခါမတို့အားဆောင်လျှောက်ကြပါလို့တန်ဃာတော်တွေကမေတ္တာရက်ခံတဲ့စကားရက်ပဲဟုတ်တယ်နော် အဲ့ဒီပုံသဏ္ဍာန်အတိုင်းပဲတဲ့ပရိမိတ်တ္ဆာလာတုဆိုတာရှေ့ညဉ့်ကြိုင်းမှုတို့သိပါတယ်သာသနာရေးကထုတ်ထားတဲ့32တုပ်ပါတဲ့သီရိမင်္ဂလာပရိတ်တော်ဦးဇနုသာသနာရေးရပဲထုတ်တာပရိတ်ပေါင်း32တုပ်ပါတယ်ဒါကတရားဝင် list ပေါ့အဲ့ဒီထဲမှာအပိုထည့်ထားတာတွေကရှိသေးတယ်ပေါ့နော် ဲ့ဒီမှာဘာပါတော့ဆိုရင်ပရိမိတ်တဇာလတုပရိမိတ်တဇာလတုကဗုဒ္ဓဖရာဟောခဲ့တဲ့ဒေသနာ original ကံတော်မဟုတ်ပါဘူး original text မဟုတ်ပါဘူးပညာရှိ သူတော်ကောင်းတွေကနေ ပြီးတော့မှထွင်ထားခဲ့တဲ့ဒေသနာတရက်ပါဒါပေမဲ့ဒီနေ့အသုံးများကြတယ်မတည်သူကြောသွားတည်သူဖော်စပေါ့အခုလောကကြီးတင်နေတဲ့ကာလမျိုးမှာကျမ်းမာရေး ကတ်တယ်အဲဆိုရင်ဇာအခြေအနေရှိတဲ့ကတ်တယ်တင့်နေတဲ့ကာလမျိုးမှာဒီတုတ်တန်ကိုရွတ်ပွားတည်းစေကြတာပေါ့နော်အမ်ဦးဇင်းတို့အဲအညာဒေတာမှာမြို့တစ်မြို့ရှိတယ်အဲ့ဒီမှာဦးဇင်းလူတွေတပါးရှိတယ်သူကလက်သမားလှုပ်ရှားရတယ်နော်အမ်ခွန်ကြီးလူတွေစိုက်ကားသမားလို့တချို့ကလည်းပြောကြပါပေါ့ ဒါပေမဲ့ဒီခေတ်မှာကတော့ဒီနိုင်ငံတော်ပရိယတ်တိသာနာတက္ကသိုလ်ကမပြောမွေးလို့ထွက်သွားတဲ့ပုံကိုယ်တွေဟာအစဉ်အတန်းရှိရှိနေရတဲ့လူတွေအများအပြားတွေ့ရတယ်။တထေးတကြွေတွေအတီးရှိရယ်ပေါ့။ထားပါတော့အခုပြောတဲ့တကားလေးကတော့ယဟန်ဘဝမှာ3လ5ဝနေပြီးတော့မှမပြောပိုင်လူလူဘဝကို ရောက်ပြီးတော့လက်သမားလှုပ်ရှားရတယ်။အဲအတိဖုန်ကြီးတစ်ပါးစီတနေ့တော့ရောက်တယ်ပေါ့။အတိဖုန်ကြီးတစ်ပါးကသူ့ကိုဟဲ့ကောင် မင်းမွေးတက်ကလေးကလေးပြောသမှာပေါ့ချစ်တော့မမေးတော့လည်းပဲပါတော့မေတ္တာပေါ့အဲ့တော့ပြောလိုက်တယ်စိတ်တက်အတွက်ကြည်တယ်ဟာအယမ်းစိုးထိတ်သွားတယ်ဘပုလို့တော့ဆိုလို့ရှိရင်အကြောင်းတနည်းနည်းနဲ့သေလွန်၊ကွယ်လွန်အနေစာရောက်ရမယ်အခြေအနေဖြစ်ပေါ်နေတယ်အဲ့တော့တပည့်လဲတပည့်ဆန်းဆန်းတငယ်ချင်းလဲတငယ်ချင်းဆန်းဆန်း အဲဝေယဝိသကရဆိုလဲအဲတခါတလေရောက်လာတယ်ဆိုပေမဲ့ရင်းနှီးတော့ခိုင်းပြတ်တယ်ပေါ့ဆိုတော့အဲမင်းတော့ဒီလိုအခြေအနေရှိတယ်လို့ပုံပွင့်လည်းလည်းမပြောပြတာအဲဟိုကလေးကလည်းထိတ်လန့်သွားတယ်ပေါ့တပိတော့ကိုကြားတဲ့နီလေးနဲ့ကဲပါပေါ့ဆိုတော့အေးမင်းမတရားမဲကဲလို့ရမယ်ဗျဒါပေမဲ့ မကြမ်းမမာဖြစ်မဲ့ဘေးကြီးကိုတော့ငါကယ်လို့မရနိုင်ဘူးမင်းနှစ်နဲ့ချီပြီးတော့ခံစားရမယ်သို့တော့မင်းဒီနေ့ကနေစပြီးတော့ဒီတုတ်တန်ကိုယူပါတုတ်တန်နော်ပရိမိတ်တာဇာလာတုတ်တန်ပြောချင်တာကနေမကောင်းထိုင်မသာ ဖြစ်တော့မဲ့လူတွေဖြစ်နေစေလူတွေလည်းဒီတုတ်တန်ကိုအားကိုးကြတယ်လို့ဆိုလိုတာပါ ဖုံးတော်ကြီးဟောတဲ့အတိုင်းပဲအဲ့ဒီကလေးကနောက်ကြတော့တစုံတရာတော့အကြောင်းနဲ့လေဖြတ်တယ်လို့ဖြစ်တယ်အိယာဘောကမထမ်းနိုင်ဘူးနှစ်ချီတယ်ဆရာသမားလိုလည်းဟုတ်တငယ်ချင်းလိုလည်းဟုတ် အကိုကြီးလိုလည်းဟုတ်အာကိုယုံကြည်သမှုရှိသည့်အလျော်စွာဖုံးကြီးလူတော်ဖြစ်တော်သာသနာတော်ရဲ့ပါဠိစာပေလေးလည်းတန်တလောက်ကလေးအဲလိလာ မှတ်သားထားသည့်အလျော်စွာ သူညာရှိသလောက်တနေ့ဘယ်နဲ့ချင်းဆိုရင်အချိန်ပြည့်အောင်ရွတ်တယ်ပေါ့ ရွတ်တယ်ရွတ်တယ်ရွတ်တယ်ဖြစ်တာပဲရွနေတဲ့ဂျားရရဖြစ်တာပဲအခြေအနေတွေပိုဆိုးလာတယ်ပိုဆိုးလာတယ်ပိုဆိုးလာတယ်ရွတ်ဖြစ်ရွတ်ဖြစ်ရွတ်ဖြစ်ရွတ်ယုံကြည်မှုပဲလေခိုင်းတာကိုလှုပ်တာပေါ့အဲဒီလိုနည်းနဲ့ပဲနောက်ဆုံးတော့တေကံမရောက်တမပြောင်းအဲ့ဒီဘဝကနေပြီးတော့အကုန်လုံးနှိုးထလာပြီးတဲ့တခါကျတော့သူ့ရဲ့မူရင်းဖြစ်တဲ့လက်သမားလုပ်ငန်းအလေးပင်တွေကိုမှအမြင့်တွေကိုတက်ရတဲ့ ဘဝကိုပြန်ပြီးတော့ရောက်သွားတယ်ပေါ့ပရိမိတ်တဇာလာသုတ်တံဟာအဲ့ဒီလိုမျိုးနေမကောင်းထိုင်မသာဖြစ်မဲ့လူတွေအတွက်လည်းအသုံးဝင်တယ်လို့ဆုလို့တာပရာလောက ပုဂ္ဂိုလ်တွေကနေပြီးတော့လှုပ်ထားတယ်ဆိုရင်လည်းပဲအဲ့ဒီလှုပ်ထားတဲ့အညူအတေးတွေဘာဖြစ်တော့ကြေပြောက်တယ်လို့ဆုလို့တာရိုးရိုးလူလူချင်းချင်းလှုပ်ကြတာတွေလည်းရှိတယ်အောက်လန်းနေနဲ့ ဒီလိုလှုပ်တာတွေကိုလည်းဘာဖြစ်တော့ပြေပြောင်းစေတယ်လို့ဆိုလိုတာဟောဟုတ်ပြီအခုဟာပါတော့သလိုရှိရင် cultivating will power စိတ်ဓာတ်ခွန်အားကိုမြင့်တင်တာ cultivate လုပ်တာဟုတ်တယ်မလားအဲ့ဒီလိုလှုပ်တဲ့နေရာမှာလည်းဒီတုတ်တန်ကအကျုံးဝင်တာပဲဧဝမေတုတံ ဧကံသမယံဘဂဝံရာသာကေဝိဟရတိကိစ္ဆံကုတေပပတေဒေနာကောပနံသမယေနံကုမ္ပန္ဒေနယခေနာဒေဝေနယခေနာအိန္ဒေနယခေနာဗြဟ္မေနယခေနာ သူပန္နေနာယခေနာနာဂေနာယခေနာခန္ဓာဝေနာယခေနာဘောဘာတိတေနာယခေနံအဂေတိတေနာယခေနာတခိနာတိတေနာယခေနာနရာတိမာတိတေနယခေနံပစ္စိမာတိတေနာယခေနာ ပရပံဒိသေနာယခေနံဥတ္တရာဒိသေနာယခေနာဧသနာဒိသေနာယခေနံသမုဒ္ဒာဒိသေနာယခေနအာဂါသဒိသေနာယခေနဘူမံဒိသေနာယခေနံသူရဲ့ပထမစာပိုက်ကစကားလုံးတွေကိုဝကြတွေကိုအပြည့်အစုံသူကမဖော်ပြဘူး လူရင်းတူရှင်မဲ့ဖော်ပြတာပေါ့ဆိုလိုတာကတော့မြတ်စွာဘုရားကဂိဇကုတ်တောင်ပေါ်မှာနေစဉ်ဤပုဂ္ဂိုလ်တွေနဲ့တွေ့ဆုံခဲ့တယ်ပေါ့ဘသူတွေတော့ကုံပန်ဒီနာယခေနံကုံပန်ဆိုတဲ့နတ်တယ်ဒေဝေနာယခေနံအိန္ဒေနာယခေနံဗြဟ္မေနာယခေနံအမြင်စားနတ်တွေရှိသေးတယ်ဘာတွေတော့အိန္ဒဆိုတဲ့အနွယ်မှာရှိနေတဲ့နတ်တယ် ြမဆိုတဲ့နတ်တေဒီလိုနတ်တေနဲ့လည်းပဲမြတ်စွာဘုရားတွေးဆုံတော်မူခဲ့တယ်အဲ့ဒါလိုပဲနာဂလို့ခေါ်ရတဲ့ယနေ့မြန်မာပြည်မှာငကယုံစီတွေရှိတယ်မို့လားအဲ့ဒီလိုနာဂအနယ်ဖြစ်တဲ့နတ်တေနဲ့လည်းမြတ်စွာဘုရားတွေးဆုံခဲ့တယ်စသည်စသည်နောက်ဆုံးတော့ဘာနဲ့သိမ့်လိုက်တုံးလို့ဆိုတော့အရက်၄မျက်နှာအရက်၈မျက်နှာ ဥပါဒိတအကိတိတတခိဏတိတနရာတိမာတိတစသည်အဲ့ဒီအယတ်ဒေတာအမျိုးမျိုးမှရှိနေတဲ့အတိုင်းတိုင်းအပြည့်ပြည့်မှရှိနေတဲ့နတ်တွေနဲ့လည်းမြတ်စွာဘုရားတွေ့ဆုံခဲ့တယ်။ဒါရင်လာလို့ဆိုတော့ သမုဒ္ဒာတိတေနယခေနံသမုဒ္ဒရာအစိပ်ပိုင်းနေမှာတာဝန်ချထားခံရတဲ့ပုဂ္ဂိုလ်တွေရှိတယ်ဥပမာညွန်မှုလို့ဆိုကြသောနိုင်ငံတော်ပရိယတ်တိသာသနာတက္ကသိုလ်တထဘာဌာနခွဲမှာသာအကြီးအကဲပေါ့ဒီလိုချထားခံရတဲ့နတ်တွေအိန္ဒိယသမုဒ္ဒရာမှာ Pacific သမုဒ္ဒရာမှာစသည် Atlantis ဒေသတွေမှာစသည်ချထားခံရတဲ့ပုဂ္ဂိုလ်တွေရှိတယ်အားလုံးကြားဘူးကြပါတယ်ဖရာအလောင်း မဟာစနကကိုကဲတင်တာဟာဒီပုဂ္ဂိုလ်တွေပဲပေါ့ဖရာအလောင်းမဲဘဝတော့မတူဘူးသင်္ခါဗရမနာတို့ကိုကဲတင်တာဒီပုဂ္ဂိုလ်တွေပဲပေါ့သူတော်ကောင်းတွေဆိုတော့ကဲတင်ခံရတယ်လေဟုတ်တယ်မလားဟုတ်ပြီဒီလိုနည်းနဲ့သမုဒ္ဒာနိသေနာယခေနာအာဃာသာနိသေနာယခေနာကောင်းငင်တခွဲမှာနတ်ပြည်တွေအမျိုးမျိုးရှိတယ် City of Divines ပေါ့နတ်မျိုးနတ်ရွာတွေအမျိုးမျိုးရှိတယ် အရိမာရှိနေတဲ့နှစ်တည်းလည်းမြတ်စွာဘုရားတွေးဆုံတော်မူခဲ့တယ်။ဒါရင်လားဆိုတော့ဘူမာတိဒေနာယခိနာဂျပန်မှာ အုပ်စိုးနေတဲ့နှစ်တည်းတရုတ်ပြည်မှာအုပ်စိုးနေတဲ့နှစ်တည်းမြန်မာပြည်မှာအုပ်စိုးနေတဲ့နှစ်တည်းဟုတ်တယ်နော်။ဒီတန်တမန်အခင်းအကျင်းမှာလူသားတွေအချင်းချင်းသာလျင်ဒီပလိုမတ်အနေနဲ့တန်တမန်အခင်းအကျင်းရှိတာမဟုတ်ဘူး။နှစ်ပြည်နှစ်လောကလည်းပဲ ဝိဇာလောကတွေလည်းအဲ့ဒီလိုတန်တမန်အခင်းချင်းတွေရှိတယ်ဒီပလိုမေစီတွေရှိကြရတယ်ပေါ့ဟုတ်တယ်နော်ဆိုတော့ဦးစင်းကိုတိုင်တွေ့ကြုံဘူးတာသလို့ရှိရင်တူချိုကနေပြီးတော့ဗမာပြည်ကပုံကိုကိုလှမ်းဖိတ်တာချက်ချင်းရောက်လာတာတွေ့ရတယ်ဟာအာဟောစရာပဲကိုလည်းကိုဘွားမှာပထမဦးဆုံးတွေ့ဘူးတာပဲဟုတ်တယ်နော်သို့သောဘသူခွင်တောင်းရတော့သလို့ရှိရင်ကျူးကြီးလေးချောင်းမှာရှိနေတဲ့ဟွန်ရှူးကျူရှူးရှိကိုကိုခေါကိုင်းလို့ပေါ့ ကျွန်းကြီးလေးကျွန်းမှာရှိနေတဲ့ပုံကိုယ်တွေကိုပထမအဦးဆုံးခန့်တောင်းလိုက်တာပေါ့ဒီတိုင်းတောင်းလို့တော့မရဘူးလေဟုတ်တယ်မလားထိုက်တန်တဲ့အဖိုးခါတော့ပေးရမှာပေါ့အဲ့တော့အသင်သူတော်ကောင်းတို့ကလည်းကျွန်တော်တို့ကအများအတန်းပေးပေးပါမယ်ပေါ့ဟုတ်ရလားဒီလိုပုံဒီလိုပုံနဲ့ဦးစင်းတို့အဲ့ဒီလိုခွင့်တောင်းပြီးတော့မြန်မာပြည်မှာရှိနေတဲ့ပုံကိုယ်ကိုလှမ်းဖိတ်တာရည်စူးပုံကိုယ်ပဲဟာအံ့ဩစရာသိကောင်းတာပဲ ตามีเนี่ยเอาเดเซนิအတွင်းမှာတစ်ခါမှမဆုံးဘူးအမေကွယ်လွန်ပြီးကြတဲ့အဲ့နေရာသူတို့ပထမဦးဆုံးဆုံလိုက်ရတယ်ပေါ့စကားတွေပြောလိုက်ရတယ်ဘသူမှနားမလည်တဲ့နဲ့တရုတ်စကားတွေပြောနေကြလို့မဟုတ်ဦးစင်းတို့တောင်တော်တော်နားထောင်อยู่လိုက်ရတယ်ဟုတ်တယ်เนาะပြောနေတဲ့ပူးခန့်နေရတဲ့ဒကမာကြီးကတရုတ်စကားလည်းမတတ်ဘူးဒါပေမဲ့သူကထွက်လာတော့ဘာတွေနဲ့ထွက်လာတော့တရုတ်ဘာသာစကားနဲ့ထွက်နေတာမြန်မာပြည်ကုတ်ไข่မျိုးပစာတိ တကမာလေးကသူ့အမေတို့ရည်စူးပြီးတော့မှအလူဒါနာလောက်တာသဘောပေါက်ရလားအဲ့တော့ဦးဇင်းတို့ဘာပြောနေတာတော့လို့ဆိုတဲ့အခါကျတော့ဒီလိုပရိမိတ်တဇာလာတုပ်ပေါ့နော်အမ် malady friendship network လို့ဒီလိုဘာသာပြန်ရလိမ့်မယ်နော် french လောက်တဲ့နေရာမှာနီလန်းပေါင်းစုံနဲ့လောက်ပြီးတော့မှကွန်ရက်တဲ့ဖွဲ့ဖြန့်ကျက်နေတဲ့တုတ်တော်လို့ဒီလိုအသေးပဲရတယ်ပရိမိတ်တဇာလာတုပ် အရင်အာကိုပဲကောင်းတယ်နမောဗုဒ္ဓသာနမောဓမ္မသာ နမောသံဃသာဖရာလည်းအကျဉ်းချင်းရှိခိုးတယ်ဘာဖို့လို့ရှိခိုးတာတုံးလို့ဆိုလို့ရှိရင်အပမေယောဗုဒ္ဓောအပမေယောဓမ္မောအပမေယောသံဃောဖရာရဲ့ဂုဏ်တော်တွေကမဲရှမ်းမြတ်မယ်တိုင်းတာလို့မရနိုင်ဘူးဒီလောက်ဒီလောက်ရှိပါတယ်လို့ပြောလို့မရဘူးတရားရဲ့ဂုဏ်တော်လေးလည်းထုံနည်း၎င်းမဲ့ တန်ဃာတော်ရရဲ့ဂုံတော်လဲထုံးဤလက်ကောင်မဲဒီတော့ဘာလို့တော့တကလာလောကဓာတုမတာပိတုဗုဒ္ဓရခဏံကတံတလောကလုံးရဲ့အမေနဲ့အလားသဏ္ဍတူနေတဲ့ဖရာရဲ့အဆောင်အလျှောက်ကိုခံယူပါ၏တရားရဲ့အဆောင်အလျှောက်ကိုခံယူပါ၏တန်ဃာရဲ့အဆောင်အလျှောက်ကိုခံယူပါ၏ပေါ့နော်ဒီလိုမျိုးတွေလဲသူဟာပါတယ်ပေါ့ အဲ့တော့ဒီနားမှာဘာတွေ့ရတော့ဆိုရင်နတ်တရဲ့အမည်တွေကိုပထမဦးဆုံးဖော်ကျူးတာကိုတွေ့ရတယ်တို့မေတော်ကြီးကိစ္စတစ်ခုမှာဘသူကဆိုဆိုကိုယ်နာမည်လေးကိုဖော်ပြောတယ်ဆိုရင်ဝန်တာလာမပါလားဝန်တာရာပေါ့ဒါကြောင့်မို့တချို့အာမဟာသမယတုတ်တန်ဟာ တရားတော်အနေနဲ့ဆိုရင် အနှစ်သာရနဲတယ်နတ်တေရဲ့နာမည်တွေပဲဆိုပြီးတော့မှမဟာသမယသုတ်တံကို အောက်ချပြီးမှတ်ထင်တဲ့ပုံကိုယ်တွေရှိကြတယ်မသိလို့ပြောတာမသိလို့ပြောတာအဲ့ဒီလိုပုံကိုယ်မျိုးကိုဥစ္စနဝစကလုံးတစ်လုံးလေးတည်းပဲပြန်မေးခြင်းနဲ့မဟာသမယသုတ်ကိုသုံးနှစ်တိုင်တိုင်မပြတ်မကွက်ယူဖူးသလားလို့ပဲမေးခြင်းနဲ့တနေ့ကိုတစ်ချိန်ပဲယူသုံးနှစ်ကြည်ရယူမဟာသမယသုတ်တံကသူ့ကိုစောင်းရှောက်လိုက်မယ် သူတို့ပြောတဲ့ဘာတော့နတ်တရဲ့အမြည်တွေပဲတရားသားကတော့ပါတော့ပါတယ်တအားကြီးမပါလားဘူးသဘောပေါက်ရလားအခုလိုကတ်တဲ့နေတဲ့ကာလာမျိုးတွေမှာအဲ့ဒီလိုမျိုးဘာဖြစ်တော့တုတ်တန်တွေကိုရုပ်ဘာ30ရဲ့ကတ်လွန်နိုင်တယ်ဆိုလိုချင်တာအတိတ်ကံကြီးအားကိုးလို့မရဘူးလို့ဆိုလိုရင်းတယ်သဘောပေါက်ရလားတတ်တတ်လွတ်တဲ့စားခိုင်းတာရှိတယ်ဘာဘူးလို့စားရတာတော့အထက်နှက်ကြီးတွေရတတ်တတ်လွတ်စားမှကြိုက်တာဟုတ်သူတို့ကြိုက်တဲ့အတိုင်းနေပေးရတာပဲ သဘောပေါက်ရလားအဲသူတို့အကြိုက်တိုင်းနေပြီးရင်ဘာဖြစ်တော့ तू ကစောင်းလျှောက်တာပေါ့ဒကမာကြီးရဲ့အိမ်မရှိနေတဲ့ပုံကိုယ်တွေတာရင်တော်၎င်းတမီးရင်တော်၎င်းဟဲ့ရလားဆွေမျိုးတော်သူ၎င်းမတော်သူ၎င်းကိုစကားနားထောင်နေဆိုရင်ကိုယ့်ရဲ့အလိုကိုလိုက်ပါတယ်ဆိုရင် မုံပုံမကြွေးခြင်းမူလားဗျာသဘောပေါက်ရလားသူ့ရဲ့အတွင်ရေးအပြင်ရေးတွေကိုစစ်စစ်ငုံငုံလိုက်ပြီးတော့မဆောင်ရှောက်ခြင်းမူလားဗျာ ဒီအတိုင်းမှာပဲတဲ့ပရိမိတ်တဇာလတုတ်တံမှာပါနေတာနတ်တေရဲ့အမည်ကိုအရင်ဆုံးဖော်ပြတာကိုတွေ့ရတယ်အဲ့ဒီလိုဖော်ပြနေရင်ဖော်ပြနေရင်အဲ့ဒီလိုရွတ်နေရင်ရွတ်နေရင်လည်းဘာတွေဖြစ်လာလို့ဆိုတော့ will power တွေဟာ increasing ဖြစ်လာတယ်တိုးတက်လာတယ်တိုးတက်လာတဲ့ဒါလေးစားခြင်းနဲ့ဆိုရင်အမဲရောက်လာတယ်ဒါလေးဖြစ်ခြင်းနဲ့ဆိုရင်အမဲရောက်လာတယ် တချို့သောယောဂဝေဒနာတွေဉာဏ်ထဲမှာအလုံးခဲတွေဖြစ်နေတာ အလိုလိုကြေပြတ်သွားတယ်နှစ်ထန်းချီလာရင်ပေါ့အလိုလိုကြေပြတ်သွားတယ်အယံအံဩဝဲကောင်းတယ်အယံအံဩဝဲကောင်းတယ်သဘောပေါက်ရဲ့လားကျွမ်းကျင်တဲ့ဆေးဝိဇ္ဇာတွေရှိတယ်ကျွမ်းကျင်တဲ့မန္တန်ဝိဇ္ဇာတွေရှိတယ်ဒီလိုပုဂ္ဂိုလ်မျိုးတွေရဲ့အဆောင်အယောက်ကိုခံယူရရှိနိုင်တယ်သူတော်ကောင်းကြီးတွေရဲ့ဟိမွန်တာမှာရှိကြတဲ့မြန်မာနိုင်ငံเนาะလူချေတိတ်တဲ့ နော်စိတ်ငြိမ်တဲ့နေရာတွေမှာရှိနေကြတယ်သူတော်ကောင်းကြီးတွေရှိတယ်ဒီလိုပုံကုမျိုးတွေရဲ့မနှောနဲ့ကြည်ပြီးတော့ဘာဖြစ်တော့အဆောင်အကျောက်တွေကိုခံယူရရှိနိုင်တယ်ဒီတော့နတ်တွေနဲ့လည်း friendship ဖြစ်တယ်လူတွေနဲ့လည်း friendship ဖြစ်တယ်ဟုတ်ရဲ့လားဝိဇ္ဇာတွေနဲ့လည်း friendship ဖြစ်တယ်ဒါကြောင့်မို့ multi friendship network လို့ခေါ်တာတဲ့ပါတုတ်တန်လည်းပရိမိတ်တာဇာလာတုတ်တာဒီတုတ်တန်ကိုရွတ်နေရင်ရွတ်နေရင်နဲ့ အာ will power တွေဟာ increasing ဖြစ်လာပြီဆိုရင် cultivate လုပ်ရင်လုပ်ရင်ね increasing ဖြစ်လာပြီဆိုရင်ဟောခဏိကွယ်လွန်သူဘူကြီးတန်အောင်အများတန်ပေးဝေလို့တိတ်ကောင်းသွားပြီဟဲ့ရလားဥယထုအောင်အများတန်ပေးဝေလို့တိတ်ကောင်းသွားပြီဘာဖြစ်လို့လဲသူတို့ဒီဘယ်မှာရောက်နေလဲဆိုတာကိုကမသိနိုင်ဘူးဥပမာဆိုကြပါစို့တစုံတယောက်ရဲ့ထင်းချုံမှုအောက်မှာရောက်နေတယ်ဆိုရင် တိတ်ကောင်းသားပြီအဆက်အသွယ်ကောင်းနေကိုကရှေ့သားပြီကျုပ်သားလေးကျုပ်တူလေးကျုပ်အကိုကျုပ်ရဲ့ဦးလေးကျုပ်ရဲ့ဖခင်အဲဒီလိုဒီလိုကုသိုလ်တွေလုပ်ပေးနေပါတယ်ဒါနကုသိုလ်တွေသီလကုသိုလ်တွေဘာဝနာ ကုသိုလ်တွေအသင်နာမင်းကြီးတို့ကနေတဆင့်ပြောပြပေးပါဘဝတံပတ္တိဘောဂတံပတ္တိတွေရပါစေသဘောပေါက်ရလားထောင်သွင်းအကျဉ်းချခံထားရတဲ့ပုဂ္ဂိုလ်တွေဟာ နောက်ပိုင်းကနေပြီးတော့ကြီးစုဆောင်းဆောင်မှုခံရတဲ့သူတွေရှိတယ်မခံရတဲ့သူတွေရှိတယ်တူလားဗျာတေးသေးကြတာပေါ့ဟုတ်ပြီဒါကအဆိုးဘက်ကနေပြီးတော့ bad side ကနေပြီးတော့ပြောတာ good side ကနေပြောကြအောင်ဆိုကိုကြီးစုတဲ့ပုဂ္ဂိုလ်ကနှစ်ပြင်းနှလောကမှာပဲရှိပါစေအုံးနဲ့ကိုယ့်ရဲ့ကုသိုလ်ကိုသူတို့အမျှမရရင်လည်းအရေးမကြီးပါဘူးဆိုတဲ့ဘဝမှာ ရှိနေပါစေအုံးနဲ့သဘောပေါက်ရလား ကိုကနေသူတို့အတွက်လှုပ်ပေးနေတယ်ဆိုရင်သူတို့ကဓာတ်ရိုက်မြင်ရတယ်အကယ်၍အပြောအပားတွေကြောင့်မေးလျော့နေဦးတော့ဟဲ့လက်တော့ခံရတာဘသူကမင်းအတွက်ဘာလှုပ်ပေးနေတာဗျသဘောပေါက်ရလားဒီလိုဆိုတော့သူနဲ့ကုံနဲ့ကြားမှာ connection ရှိလားမရှိလားရှိတယ် contact ရှိပြီ contact ရှိရင်ဘာဖြစ်မလို့သူတို့ကကိုယ့်ကိုစီးပွားတက်အောင်အန္တရာယ်ကင်းအောင်ဘေးရှင်းအောင်စောင့်ရှောက်ကြလိမ့်မယ် နတ်တရဲ့ဆောင်းရှောင်းမှုကိုလည်းခံရသလိုဆွေမျိုးရင်းတွေရဲ့ဆောင်းရှောင်းမှုကိုလည်းခံရတယ်။ตาတို့အနုမောဒနာလည်းခေါ်ဆိုနိုင်တယ်တဲ့နော်။အကြောင်းမို့ဒီနေ့ဟောလို့ပြောလို့တော့ကောင်းပါတယ်။အချိန်အရာဒီလောက်နဲ့ပဲဦးဇနုအဆုံးသတ်ရမှာဖြစ်ပါတယ်။ယနေ့နော်ဘိုးကြီးကွယ်လွန်သူတန်းအောင်အေး7နှစ်ပြည့်နှင်းဥယျာထုတ်အောင်တို့အားယေစုပြီးတော့ပြုပြုသမျှကုသလတွေကြောင့် မတရားဖို့တရားနိဗ္ဗာန်တရားများကိုရရှိပါစေ။ဒါနသီလဘာဝနာကောင်းမှုအဆုစုပြုလို့အားထုတ်နိုင်ကြပါစေ။လောကီစီးပွားလောကုတ္တရာစီးပွားဒီရလတိုးတက်ကြပါစေ။သူတော်ကောင်းသူများလောင်းနေနဲ့တွေ့ကြပါစေ။အဆုံးတနေ့မှာတော့မဉ္ဇဉ်ဖုန်ဉ္ဇဉ်နိဗ္ဗာန်တရားများကို လွယ်ကူသော အချင်းလျင်မြန်သောအသိဉာဏ်ဖြင့်မမောက်ပြုတ်လွယ်နိုင်ပါစေလို့တန်ခါတော်အရှင်သူမြတ်အာလုံးတို့ကဆုပေးတယ်အာလုံးသာဓုခေါ်ကြစို့ယေဇခွေကိုင်းမြာဣဒံမေပုံဉ္ဇံနိဗ္ဗာနတ္တ ยะเสยโหตุพระฤาฤติอีกุโสภิญโพธัมมะสวาโกติยารโกตังฆารโกมีบารุอีคงเจสุโก တင်စရာမြင်စရာကြားစရာပေါင်းတို့ဤဂုံကျေစုကိုပူဇော်ပါကုန်ဤပြုတမြကုတလတိနိဗ္ဗာန်ဤအထောက်အပံ့ဖြစ်ပါစေသတည်း နိဗ္ဗာန်မရမီဘဝစာကြ၌မိကောင်းဖာကောင်းဆရာကောင်းတမကောင်းဆွေကောင်းမျိုးကောင်းပဝန်းကျင်ကောင်းဗုဒ္ဓမြတ်စွာသာသနာကောင်းနှင့်တွေ့ကြုံ song di biase parami seva kuzoti arogo amye mapya pyulo atho nai biase kachi doma chone nai biase idano ပုံညပါကံသဗ္ဗံတတနံဒေမပြုသမြကုသလကိုလွန်ခဲ့သော၁၇နှစ်ခန့်ကဝယ်လွန်ခဲ့သောအငိမ့်သာဘုချီ ဥတ္တအောင်နှင့်ဥရေထုအောင်တို့အားအမြအမြပေးဝေငါပါကုန်၏လောကပါလလောကဆောင်နာပေါင်းတို့သည်ပူဇိတံအောင်နှင့်ဥယထုအောင်တို့အား เสนรกาโยจาปิยังมิดายาบากงอีกูเจ้านาเองเจ้านาเจ้าเจ้านามิวรอเจ้านาตาตนารเจ้านาอาศัสีโต နမြာနာကောင်းနာပေါင်းတို့အားလည်းအမြအမြာပေဝေငါပါကုန်၏ကိုစီကိုငါအညီရ၍32ဖုံလုံးစုံများစွာတတ္တဝါရူတိ ကိုစိတ်နှပြကျမ်းမာကြသည်ချမ်းသာကြသည်ဝမ်းသာကြသည်ဖြစ်ကြပါစေသောအာလုံးကြာကြသမျှအမျှအမျှအမျှ ยูรมุจยาวาโกโลตารุตารุตารุ อาลงจาจาตเมียอเมียอเมียอเมียยูรมุจยาวาโกโลตารุตารุ တအလုံးကြာကြသမယအမယအမယအမယယူရမူကြပါကုန်လောတာရုတာရုတာရု